င်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်အခုမင်္ဂလာပါရှင်မင်္ဂလာပါညီမ ကျန်းကင်းနေပေါ်က live load တီအခင်လူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်တိုက်ရိုက်ထိထွေအသုံးပြုရတဲ့လက်ရန် Henry နဲ့ဘေးကစနစ်တီပေါ်ကလုတ်တဲ့အကြောင်းကိုတီးတန့်ဖော်ပြထားတာတွေ့ရပါတယ်။ဒီအပိုင်းတွေကဘလို့ဝန်အားတွေကိုခံနိုင်ဖို့လိုအပ်တယ်လဲဆိုတာအသေးစိတ်ရှင်းပြပေးပါအောင်အကိုဟုတ်ကဲ့ဒီအပိုင်းကလူတွေရဲ့အသက်အန္တရာယ်ကာကွယ်ရေးအတွက်အလွန်အရေးကြီးပါတယ်။လက်ရန်နဲ့ဘေးကစနစ်တွေအတွက်ဆိုရင်အင်ဂျင်နီယာတွေကစစ်ဆေးမှုနှမျိုးကိုတီးကြားစီလုပ်ပြီးဒီဇိုင်းထုတ်ပါတယ်။ ပထမ concentrated လို့စစ်ဆေးမှုကတော့လယန်းရဲ့ဘယ်နေရာကိုမဆိုဥတီယာပတ်မှုပြီးပေါင်နေရာရှိတဲ့အားနဲ့တွန်းကန်မှုကိုခံနိုင်ရပါမယ်။ဒါကလူတယောက်ကရုတ်တရက်လဲကြပြီးလယန်းကိုအားနဲ့မီလိုက်တာတွန်းလိုက်တာမျိုးကို ပုံစံတူပြုပြီးစစ်ဆေးတာ။ဒုတိယအနေနဲ့ uniform လို့စစ်ဆေးမှုကတော့လယန်းရဲ့အရှိတချောက်တပေးကို ပေါင်90ရှိတဲ့အားနဲ့တွန်းကန်မှုကိုနဲ့တီးကြစီခံနိုင်ရပါမယ်။ဒါက လူအများကြီးကလယမ်းကိုတစ်လျှောက်လုံးမီပြီးရက်နေတာမျိုးကိုပုံစံတူပြုပြီးစစ်ဆေးခြင်းဖြစ်တယ်။ဒီဝန်မျိုးကို တပြိုင်တည်းသက်ရောက်တယ်လို့ယူဆပြီးတွက်ချက်စရာတော့မလိုပါဘူး။အောက်ကကြားကန်အကာတွေဥပမာမှန်ကာထားတာတွေတောင်းလိုက်တိုင်လေးတွေအတွက်ရောတီးတန့်တမတ်ချက်ရှိသလားရှင်။ဟုတ်ကဲ့ရှိပါတယ်။အဲ့ဒီကြားကန်အကာတွေနဲ့တောင်းလိုက်တိုင်လေးတွေ balusters and infield panels ကလည်းတစတူရန်ဘေကို ပေါင်နာပဲရှိတဲ့အလျားလိုက်တက်ရောက်လာတဲ့ဖိအားကိုခန္ဓာရည်ရှိအောင် ဒီဇိုင်းထုတ်ရောက်ပါမယ်။ဒါကလူတယောက်ဒါမှမဟုတ်ပစ္စည်းတစ်ခုခုကအကာကိုတွန်းပြီးထွက်သွားပအောင်ကာကွယ်ဖို့ပဲ။ဒီစီးမင်းတွေကအစိုးအောင်အမျိုးအစားအလုံးအတွက်အတူတူပဲလား။ဥပမာတာမန်လူနေအိမ်တစ်လုံးအတွက်ရောမတူပါဘူး။ကုတ်ကလက်တွေ့ချတဲ့ချွင်းချက်တစ်ခုပေးထားပါဗါတယ်။တအိမ်တောင်နဲ့နှစ်အိမ်တောင်နေအဆောက်အုံတွေပြီးတော့လူဦးရေ90ထက်မကျော်သော အများပြည်သူဝင်ကွင်းမရှိတဲ့စိတ်ယုံဆက်မှုနေတိုးလောင်ယုံတွေအတွက်တော့ occupant လောက်ကိုတပေးလင်းပေါင်90အစားပေါင်20အထိ short ပေါ်ခွင့်ပြုထားပါတယ်။ဒါပေမဲ့ပေါင်100ရှိရဲ့ concentrated load စစ်ဆေးမှုကိုတော့မဖြစ်မနေလှုပ်ဆောင်ရမှာဖြစ်တယ်။တခြား beginning အစိတ်အပိုင်းတွေဖြစ်တဲ့ graph bar စနစ်၊ yanga စနစ်၊ vehicle barrier နဲ့အမြဲတက်ဆင်ထားတဲ့လေကားတွေအတွက်ရောဘလို့တတ်မှတ်ထားပါသလဲရှင်။ graph bar စနစ်ကရေချိုးခန့်လွန်နေရာတွေမှာတုံးတဲ့ graph bar တွေကတော့ ပို့ပြီးခိုင်ခိုင်းရမှာလို့တဲ့သူကဘယ်နေရာကိုမဆိုဥတီယာပတ်မွေပေါင်နဲ့ငါးလေရှိတဲ့အားကို ခန့်နိုင်ရရှိရမယ်ရင်ကာစနစ် vehicle barrier ကတော့အားအမြောက်ဆုံးလိုအပ်တဲ့စနစ်ပါကားပါကင်တွေမှာတုံးတဲ့ကားအတားအဆီးတွေကအလျားလိုက်တက်ရောက်လာမဲ့ပေါင်ချောက်ထောင်ရှိတဲ့အားကိုခန့်နိုင်အောင်ဒီဇိုင်းထုတ်ရပါမယ်အဲ့ဒီအားကိုအဆောက်အုံရဲ့အဓိက support တွေကျန်းကင်းတွေစီကိုဘေးကင်းစွာတည်ယူပေးမိုင်မဲ့ချိတ်ဆက်မှုတွေလည်းရှိရမယ် ဒီ fix letters လေကားတွေနဲ့သူတို့ရဲ့ခြေနင်းနှန်းတွေကိုတော့လေကားတွေအတွက်တည်တံ့တတ်မှတ်ထားတဲ့အနည်းဆုံး design ဝင်အားတွေအတိုင်း design ထုံရမယ်လို့ရေဖြူအားဖြင့်ညွှန်ကြားထားတယ်ညီမတကယ်လို့အဆောက်အုံတစ်ခုရဲ့အသုံးဖြူကဇရားတွေချဲမှာမပါတဲ့ထူးခြားတဲ့အမျိုးအစားထိနေရင်ဘယ်လိုလုပ်မလဲဥပမာ အလွန်ကြီးမားတဲ့အမှုပညာပန်းပူရုပ်တည်ထားမဲ့ပြာကန်းလူမျိုးပေါ့ဟုတ်ကဲ့အဲ့လိုအခြေအနေတွေအတွက်တတ်မှတ်မထားသောဝန်များအပိုင်းမှာပြတ်ထန်းထားတယ် ဇရာထဲမှာမပါတဲ့အသုံးပြုမှုတစ်ခုခုအတွက် life look ကို ကိုယ်စိတ်ကြိုက်သတ်မှတ်လို့မရပါဘူးသက်ဆိုင်ရာအာနာပိုင်အဖွဲ့ကြီးကအတီးပြုတ်ထားတဲ့နီလန့်နဲ့အညီအဲ့ဒီအသုံးပြုမှုနဲ့ကိုက်ညီတဲ့ဝန်အားကိုတိတိကျကျသတ်မှတ်ရမယ်လို့ရေဖြူအဖြစ်ညွှန်ကြားထားတယ်ညီမ life load တံပိုးတစ်ခုကိုတက်မှတ်ပြီးရင်အဲ့ဒီဝန်ကိုချမ်းဟင်းတစ်ခုလုံးပေါ်မှာအခိတင်ပြီးတွတ်ချက်ယုံမဲလားတခြားစဉ်းစားရမယ့်အချက်တည်းရှိသေးလားရှင် ရှိပါတယ်ဒါကအင်ဂျင်နီယာတွေအတွက်အလွန်အရေးကြီးတဲ့စစ်ဆေးမှုတစ်ခုပါ partial loading အပိုင်းမှာဖော်ပြထားတယ်တခါတလေမှာဝန်ကိုချန်ခင်းတစ်ခုလုံးအပြည့်တင်တာထက်ချန်ခင်းရဲ့တင်နေရာထဲမှာပဲစုပြီးတက်ရောက်တဲ့အခါအစိတ်အပိုင်းတွေအပေါ်မှာပိုပြီးဆိုးရွားတဲ့တက်ရောက်မှုထစ်တတ်တယ်ဒါကြောင့်အင်ဂျင်နီယာကဝန်ကိုတစ်စိတ်ကပိုင်းပဲတက်ရောက်တဲ့အခြေအနေကိုပါထည့်သွင်းစဉ်းစားပြီးအဆိုးဆုံးထိမဲ့အခြေအနေအတွက်ဒီဇိုင်းထုတ်ရပါတယ်ဒါကတည်ငင်တဲ့ဝန်ကြီးအကြောင်းပေါ့ ရုတ်တရက်တက်ရောက်လာတဲ့အားတွေတုံခါမှုတွေဖြစ်တဲ့ impact load တွေအတွက်ရောကိုယ်ကဘလို့ထည့်သွင်းစဉ်းစားထားပါသလဲ။တာမန်အတုံးတူးမှုတွေအတွက်ဆိုရင်ဇရာတွေက live load တွေမှာပုံမှန်ရိုက်ခတ်မှုအခြေအနေတွေအတွက်ထည့်သွင်းပြီးသားဖြစ်တယ်။ဒါပေမဲ့တုံခါမှုအားကြီးတဲ့ set PC တွေအထူးအတုံးတူးမှုတွေအတွက်တော့ impact load တွေကိုတီးတန့်ထပ်ပေါင်းထည့်ပေးရမယ်ညီမ။ဘလို့အခြေအနေတွေမှာ impact load ကိုထည့်သွင်းရပါသလဲ။ဥပမာလေးတွေနဲ့ရှင်းပြပေးပါအောင်အကို။ ဒလီကားနဲ့ဆိုင်တဲ့လုံအလုံးကိုရုတ်တရက်စတင်ခြင်းရပ်တန့်ခြင်းတွေကြောင့်ဖြစ်တဲ့ရိုက်ခတ်မှုအတွက်တရားရာဂိုင်းနှုန်းတူးမြင့်ပြီးတွက်ချက်ရပါမယ်။ဆက်အမျိုးအစားအလိုက်တူးမြင့်ရမယ့်ရာဂိုင်းနှုန်းတွေကွာခြားတယ်။ပေါ်ပါတဲ့ဆက်ပစ္စည်းတွေအတွက်20ရာဂိုင်းနှုန်းအတက်အဆင့်လှုပ်ရှားတဲ့ဆက်တွေအတွက်90ရာဂိုင်းနှုန်းကျန်းကိန်းဒါမှမဟုတ်မျက်နှာချက်မှာချိတ်ဆွဲထားတဲ့ပစ္စည်းတွေအတွက်33ရာဂိုင်းနှုန်းတူးမြင့်ရပါမယ်။အရေးကြီးတာကဆက်ပစ္စည်းထုတ်လုပ်သူကဒီထက်ပိုများတဲ့ရာဂိုင်းနှုန်းကိုတတ်မှတ်ထားရင် အဲ့ဒီပုံများတဲ့တန်ဖိုးကိုမဲအသုံးပြုရမယ်ညီမဥပမာအနေနဲ့အထက်ပေါင်းများစွာရှိတဲ့ရုံဝတ်ဆောင်အုံကြီးတလုံးကိုစဉ်းစားကြည့်တဲ့အခါအထက်တိုင်းအခန်းတိုင်းမှာသတ်မှတ်ထားတဲ့ life look အပြည့်နဲ့လူတွေပစ္စည်းတွေတစ်ချိန်တည်းမှာပြည့်ကျက်နေဖို့ဆိုတာလက်တွေ့မှာထင်နိုင်ပါမလားကိုဒါက engineer တွေအတော့အလုံးအရေးကြီးတဲ့မေခွန်းပါပဲလက်တွေ့မှာအဲ့လိုဖြစ်ဖို့ကဖြစ်တောင်းဖြစ်ခဲပါပဲဒါကြောင့်ကုန်းမှာတယောက်ဝုံလျှော့ချခြင်း reduction in life load ဆိုတဲ့ပြဋ္ဌာန်းချက်ကိုခွင့်ပြုထားပါပဲသူ့ရဲ့အဓိကသဘောတရားကတော့အဆောက်အအုံရဲ့ area အများကြီးကိုထမ်းထားရတဲ့အဓိက column တွေ gear တွေအတွက်အဲ့ဒီ area တစ်ခုလုံးကတစ်ချိန်ထဲမှာဝန်အပြစ်ထစ်နေနိုင်ခြင်းနဲ့ပါတဲ့အတွက် design life load ကိုသတ်မှတ်ထားတဲ့ညီမကြီးတွေနဲ့အညီ baking ဆိုတာ short ချပြီးတွက်ချက်ခွင့်ပြုထားပါတယ်ဒါဆိုရင် life load အလုံးကို short ချခွင့်ရှိတာလား ဘလို့အချီနီတွေမှာ short ချခွင့်မရှိဘူးဆိုတဲ့ကန့်သက်ချက်တွေရှိပါတယ်ရှင်။ဟုတ်ကဲ့တင်းကျပ်တဲ့ကန့်သက်ချက်တွေအများကြီးရှိပါတယ်။အ धिक အားဖြင့်ဝန်အားကြီးတဲ့နေရာများဒစတရန်ဘေကို ပေါင်တရာထက်ပိုတဲ့ life flow ရှိတဲ့နေရာတွေဥပမာကုန်ပစ္စည်းတိုးလောင်ရောင်းလူအများစုစုဝေးရနေရာများပြဆက်ထုံရုပ်ရှင်ရုံလိုနေရာတွေက လူအဖြစ်ဝင်ဖို့ရည်ရွယ်ထားတာကြောင့် short ချခွင့်မရှိပါဘူး။ခီးတင်ကားတွေထားတဲ့ကတောင်များမှာလည်း short ချခွင့်မရှိပါဘူး။ one way slab ဒီမှာ area ချင်းတဲ့အသွာ short ချခွင့်မရှိပါဘူး short ချခွင့်ရှိတဲ့ရုံးဆောင်လိုနေရာတွေမှာရောဘလူနီလန်းနေနဲ့တွက်ချက်ရော့ပါတယ်လေကိုကုတ်ကအထူးကအဖြစ်နီလန်းနှမျိုးကိုရွေးချယ်ခွင့်ပေးထားပါတယ်နီလန်းတစ်ကအစိအပိုင်းတစ်ခုကထန်းထားရတဲ့ area tributary area AD နဲ့အစိအပိုင်းအမျိုးအစား life flow element factor KLL ပေါ်မူတည်ပြီးတွက်ချက်ရတာပါအကြမ်းမင်းပြောရရင် ထမ်းထားရတဲ့ area ကျယ်လေး short ချနိုင်တဲ့လုပ်ပမာဏများလေပါပဲဒါပေမဲ့ short ချပြီးတဲ့ဝန်ကတစ်ထပ်အဆောက်အုံရဲ့တိုင်တွေအတွက်မူလဝန်ရဲ့90ရာခိုင်နှုန်းအောက်ရင်အထက်များတဲ့အဆောက်အုံရဲ့တိုင်တွေအတွက်မူလဝန်ရဲ့60ရာခိုင်နှုန်းအောက်တော့လော့ချသွားလို့မရပါဘူးနီလန်နစ်ကတော့ short ချနိုင်မယ့်ရာခိုင်နှုန်း argo လက်ရက်တွက်ထုတ်တာပါဒါပေမဲ့အဲ့ဒီရာခိုင်နှုန်းကအလျားလိုက်အစိတ်အပိုင်း beam တွေအတွက်၄၀ရာခိုင်နှုန်းနဲ့ ဒေါင်လိုက်အစိတ်အပိုင်းကော်လန်တွေအတွက်60ရာခိုင်နှုန်းထက်မပိုရဘူးဆိုတဲ့ကန့်သက်ချက်တွေရှိတယ်ညီမကားကိုတောင်တွေနဲ့ဝန်အားကြီးတဲ့နေရာတွေမှာရေဘူးရအဖြစ် short charge ခွင့်မရှိဘူးလို့ပြောသွားပေမဲ့ချွင်းချက်တစ်ခုရှိတာကိုတွေ့ရပါတယ်အဲ့ဒါလေးကိုရှင်းပြပေးပါအောင်အကိုဟုတ်ပါတယ်ဒါကအထက်မင်းအဆောက်အုံတွေအတွက်အရေးကြီးတဲ့ချွင်းချက်ပါရေဘူးရအဖြစ်ကားကိုတောင်နဲ့ဝန်အားကြီးတဲ့နေရာတွေမှာ short charge ခွင့်မရှိပေမဲ့ အဲ့ဒီလိုနေရာတွေရဲ့အထက်နှစ်ထပ်ဒါမှမဟုတ်နှစ်ထပ်ထပ်ပိုးပြီးထန်းထားတဲ့တိုင်ကော်လန်ဒီနယံဝေါ်တွေအတွက်တော့ live look ကို20ရာခိုင်နှုန်းအထိ short ချခွင့်ပြုပါတယ်။ဒါကအထက်ပေါင်းများစွာကတစ်ချိန်တည်းမှာကားအပိဝင်ပြီးဖြစ်နေဖို့ဆိုတာထက်နိုင်ခြေအလွန်လဲပါတဲ့အတွက်လက်တွေ့ကြကြဖြေလျော့ပေးထားတာပါ။ ဒါဆိုရင် live load နဲ့ကသက်ပြီးဘေးကင်းရေးအစီအပိုင်းတို့ရဲ့ခံနိုင်ဝန်အထူးအခြေအနေတွေအတွက်ဝင်ပေါင်းထည့်ခြင်းပြီးတော့ area ကျဲ့ပြတ်တဲ့နေရာတွေအတွက်ဝင်လျှော့ချခြင်းဆိုပြီးအလွန်ပြည့်စုံတဲ့လမ်းညွန်စနစ်တစ်ခုကို MNBC 2025ကချမှတ်ပေးထားတာဖြစ်ကြောင်းနားလည်လိုက်ပါရရှင်။ အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ADW Construction Engineering Group မိကအကိုကိုရောအစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပိတ်သက်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှာလဲ MNBC 2025အပိုင်း3ရဲ့အခန်းခွဲ3.1မှာကြန့်ရှိသေးတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။